အသက်52နှစ်ပြည့်မွန်းနေ့ဖြစ်နေဇန်နဝါရီလ27ရက်နေ့မှာကြာရောက်မဲ့ဆိုတော့ဇော်ဝင်းထွန်းဟာသူ့ရဲ့ Empire Band နဲ့တူညောင်မြို့နယ်မှာတွားရောက်ဖြောပြဖို့ရှိနေပါတယ်။မွေးနေ့မှာအလှကြီးမပေးနိုင်ပေမဲ့အတန်နဲ့ပဲလူတွေကိုစိတ်ချမ်းသာအောင်ဖြောပြပေးမယ်ဆိုတော့ဇော်ဝင်းထွန်းကညောင်မြို့နယ်ကမြို့ရှောင်လန်းကမြင်းတိုင်ခွင်မှာနာမည်ကြီးဆိုတော်ရီနဲ့တူအခမဲ့ဖြောပြပေးဖို့စီစဉ်နေတဲ့အကြောင်းကိုအခုလိုပြောပြခဲ့ပါတယ်။ ကျွန်တော်လုပ်ပေးနေတဲ့အလူကြီးကြီးမမဆိုလို့လူတွေကိုပြောအောင်စိတ်ချမ်းသာအောင်အတန်နဲ့တော့ကျွန်တော်ကလူနေနေဆိုတော့အတန်နဲ့ဒါနလုပ်တဲ့သဘောပေါ့နော်အဲ့တော့ကိုနဲ့စစ်တူကိုလူဟလာအားလဲအားနေတဲ့အဲ့ချိန်မှာတိုက်ဆိုင်နေတဲ့လူပညာရှင်တွေလည်းပါပြီးတော့လူတွေကိုပြောအောင်ကျွန်တော်ကအတန်ဒါနသွားလို့ကြရတဲ့သဘောပါပဲဒီပွဲမှာအစိုးရဇော်ဝင်းထွန်းနဲ့အတူအခြားနာမည်ကြီးဆိုတော်တွေဖြစ်တဲ့ဆိုင်ဆိုင်ခန်လိုင်ဝေလာ စနေထရင်ဒရာဘိုလင်မော်သီးတို့ကလည်းပါဝင်ဖြောပြပေးကြမှာပါ မကန်မှာ free show ဖြစ်တဲ့အတွက်ကြောင့်မို့နောက်ပြီးတော့ကိုကြီးထွက်ကနေပြီးကိုရိုးပန်တန်ကွန် entertainment ကိုပထမဦးဆုံးပဲစီစဉ်ခိုင်းတဲ့ပွဲမလို့အားလုံးဆက်ဆက်ရအဆင်ပြေစွာနဲ့ကြီးစုနိုင်ပါစေလို့ကြောကြားလိုပါတယ်ဟုတ်ပွဲမတိုင်ခင် general 19ရက်နေ့ကစတင်လို့ fan တွေနဲ့ဒီ monthly ကနေပုဂံကိုတွားရောက်ဖို့ဖြစ်တယ်လို့ခီးစဉ်တစ်လျှောက်လုံးကိုလည်း documentary ရိုက်သွားဖို့ရှိနေပါတယ်ဒီဒီဗီကြည့်သူများတွေဒီဗီရတော့ကိုယ်လည်းရက်ချင်တာပေါ့နော်။ဒါရက်ချင်ပြီမှကျွန်တော်ရက်ချင်တဲ့ပုံကတော့အဲ့လိုမဟုတ်ဘူးကွာ။ကိုယ့်ရဲ့ တကယ် live ဆိုကျွန်တော်တို့ဘလို့နေတဲ့ထိုင်နေဆိုတော့ရေနောက်တော့ကကျွန်တော်တို့တက်ပြီးမှရှိတဲ့သွားလို့ကောင်းတဲ့နေရာအလှပလေးတွေဆောက်လို့တောက်လို့ကောင်းမဲ့အစားအစာတွေကိုမစ်ဆက်ရင်လည်းအဲ့လိုမျိုးလေးရိုက်မလားပေါ့အဲကြောင့်ဒီဒီပကန်းကိုသွားတဲ့ခီးစင်တွေမှာတော့အဲ့လိုလေးရိုက်သွားမယ်စဉ်းစားတော့